င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာစကိုင်းငလင်းကြီးလောက်ကတ်သွားပြီးတဲ့နောက်စကောက်စီရဲ့ဝင်းကြီးဌာနရုံးတွေနဲ့ဝင်းတန်းအင်ယာတွေပြိုကျပျက်စီးမှုအတွက်အရင်ကတိဆောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုပြီးစကောက်စီကသူတို့ရဲ့ဝါဒပြန်တဲ့ဇာတ်တွေမှာတိလင်းကြီးညာလိုက်ပြီးဖြစ်တဲ့အတွက်နေပြည်တော်လွတ်တော်ကိုတိဆောက်ခဲ့တဲ့ ACE Company ဖန်ရှင်ဦးတင်ဆက်တဲ့ဘိုးချုပ်ဟောင်းတာသမီတို့ချို့ဟာစကောက်စီကိုမဆက်တွယ်တော့ပဲတိတ်ရှောင်နေကြတယ်ဆိုပါတယ်။ ပဲခူးတိုင်းတောင်ကူမြို့ကအချက်ဖက်စကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာငလင်တန်တင့်ထားတဲ့အချက်ဖက်စကောင်စီရဲ့နေပြည်တော်စစ်ရုံးကအကြီးကဲတွေပါလာရောက်ရုံထိုင်နေတဲ့အချိန်တော်လိုင်းဖူပေါင်းတပ်တွေက short တိုက်တုံး shit လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောရအောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်မှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက် စစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံးတွေနဲ့ဝန်တန်းအင်အားတွေပြိုကျပျက်စီးမှုအတွက်အရင်ကတိစောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုပြီးစစ်ကောင်စီကသူတို့ရဲ့ဝါဒဖြန့်တဲ့ဇာတွေမှာပါအတိအလင်းကျင်ညာလိုက်ပြီးဖြစ်တဲ့အတွက်နေပြည်တော်လွှတ်တော်ကိုတိစောက်ခဲ့တဲ့ ACE Company ပိုင်ရှင်ဦးတင်စန်းတဲ့ဘိုးချုပ်ဟောင်းတာသမီတချို့ဟာစစ်ကောင်စီကိုမဆက်တွယ်တော့ပဲတိန့်ရှောင်နေကြတယ်လို့သိရပါတယ်ဒါကတော့အချက်ဖတ်ပေး online ကလက်ရှိနေပြည်တော်မှာငလင်တန်းကြောင့်ပြိုကျပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးတွေနဲ့အဆောက်အုံတွေပြန်လည်တိစောက်ဖို့အတွက် အရင်ကတိစောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုတဲ့အကြောင်းကိုပြောဆိုခဲ့ပြီးတယ်နော်အဲ့လိုပြန်လဲတိစောက်ဖို့ကိစ္စရက်တွေကိုစကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးဆိုသူစီတာဝန်လွှဲပေးထားတယ်လို့သိရပါတယ်အဲ့ဒီနော်ဧပြီလ29ရက်နေ့ကပဲနေပြည်တော်မှာလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်တဲ့အချိန်အဲ့ဒီဗိုလ်ချုပ်ကြီးမမောင်အေးဆိုသူကပါလက်ရှိနေပြည်တော်မှာငလင်နံကြောင့်ပြိုကျပျက်စီးသွားတဲ့ဝန်ကြီးဌာနရုံးတွေနဲ့အဆောက်အုံတွေကို အရင်ကတိဆောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုပြီးအတိအလင်းကြေညာသွားတဲ့အကြောင်းကိုစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းဇာတ်ရီမှာပါဖော်ပြလာပါတယ်။လက်ရှိနေပြည်တော်မှာငနေနံကြောင့်ပြိုကျသွားတဲ့အဆောက်အဦတွေတဲကသမရအိန်တော်ကိုအေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတိဆောက်ခဲ့တာဖြစ်ပြီးဒုတိယသမရနေအိန်တွင်နဲ့လွတ်တော်ဥက္ကဋ္ဌနေအိန်တွေကိုထူးကုမ္ပဏီပိုင်ရှင်ဦးတေဇက်ကတာဝန်ယူတိဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် ငလင်နိုင်ငံပျက်စီးသွားတဲ့နေပြည်တော်ဝနသိတိအားကစားရုံကို mass မြန်မာကုမ္ပဏီပိုင်ရှင်ဦးစောစောကတာဝယ်ယူတိစောက်ခဲ့တာဖြစ်တယ်လို့နေပြည်တော်လွတ်တော်အဆောက်အုံကတော့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတိစောက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းဟာစစ်ကောင်စီကိုမဆက်တွယ်တော့ပဲတင်းရှောင်နေတယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေပြည်တော်ဝန်ကြီးဌာနရုံနေတဲ့အဆောက်အုံတွေတိစောက်မှုမှာပါဝင်ခဲ့ကြတဲ့ဗိုလ်ချုပ်ဟောင်းရွှေမန်းရဲ့တာတိုးနိုင်မအောင်သက်မဲ့ နေပြည်တော်စစ်ကောင်းစီဝင်းဘုံမူကြီးဟောင်းသိန်းညွန့်ရဲ့တာကံမီတွေမွေးရီဝင်းကြီးဟောင်းမောင်မောင်သိန်းရဲ့တာကံမီတွေလည်းစစ်ကောင်းစီကိုမဆက်သွဲတော့ပဲတင်းရှောင်ကုန်ကြတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းတောင်ကူမြို့ကအချက်ဖက်စစ်ကောင်းစီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ငလင်တန်တင့်ထားတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့နေပြည်တော်စစ်ရုံးကအကြီးအကဲတွေပါလာရောက်ယုံထိုင်နေတဲ့အချိန်တော်လိုင်းကြီးပူပေါင်းတပ်တွေက short တိုက်တုံး၈လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့လက်ရှိငလင်တန်တင့်ထားတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့နေပြည်တော်စစ်ရုံးကအကြီးအကဲတွေပါ ။ပဲခူးတိုင်းတောင်ကူမြို့ကသူတို့စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာလာရောက်ယုံထိုင်နေတယ်ဆိုတဲ့သတင်းရတဲ့အတွက်တော်လိုင်းပူပေါင်းတပ်တွေကအဲ့ဒီတပခဌာနချုပ်ကိုဒီကနေ့ဧပြီလ30ရက်နေ့မနက်အစောပိုင်းမှာပဲတရခုံမမရှော့တိုက်တုံးရှစ်လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွေ့တပ်ပခစစ်ဌာနချုပ်ဒက်ကိုရှော့တိုက်ဒုံးတွေကြောက်ရောက်ပောက်ကွက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်ထုတ်ပြန်ပေးပါမယ်လို့လဲ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားသလိုလက်ရှိအကြက်ဖက်စစ်ကောင်စီရဲ့နေပြည်တော်စစ်ရုံးကအကြီးအကဲတွေဟာငလင်နံကြောင့်သူတို့ရဲ့ရုံတွေပြိုကျထားတဲ့အတွက် အဲ့ဒီတောင်ကူအခြေဆိုင်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာလာရောက်ယုံထိုင်နေတယ်လို့လည်းကြားထားတဲ့အတွက်လက်တော်မှာ short tight တုံးရှစ်လုံးနဲ့တောရောက်ပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်တယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကတောင်သာမြို့နယ်အတွင်းဝင်ရောက်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ចောင်းကူ တော်လန်ကြီးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့ဆယ်ကောင်စီတပ်သားမသာအလောင်း၅လောင်းနဲ့အတူစစ်တုံးမှ၂ဦးကိုပါလက်နက်နဲ့တကွအရှင်ဖမ်းဆီးရမိထားတယ်လို့ပကံဘလူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ရန်ကုန်ခေတ္တကရရှိထားတဲ့ဓားပုံတွေတဲမှာလဲကွင်းမြင်ထဲမှာအတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသာအလောင်းတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဧပြီလ26ရက်နေ့နဲ့28ရက်နေ့မှာပဲမန္တလေးတိုင်းရောင်ဦးမြို့နယ်နဲ့ငတရောက်မြို့နယ်ဘက်ကစစ်ကောင်စီတပ်သားတွေဟာ တောင်သာမြို့နယ်အနောက်ဘက်ချမ်းကိုဝင်ရောက်လာတဲ့အချိန်တော်လိုင်းပူပေါင်းတပ်တွေကနှစ်ရက်ဆက်တိုက်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကအသေးတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေတော်တော်ကိုများသွားပြီးတိုက်ပွဲဖြစ်ပွားရနေရကနေစစ်သားတွေရဲ့မသားအလောင်းငါးလောင်းနဲ့အတူစစ်တုံးမနှစ်ဦးကိုပါလက်နက်နဲ့တကွတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ဗကံဘလူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ မကွေးတိုင်းကရေကြိုမြို့နယ်မှာအကြပ်ဖက်စကောင်းစီဘက်ကစစ်မှုတန်းတပ်သားတစ်သုံးဦးဟာလက်နက်တွေနဲ့အတူမရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့ Southern YSO PDF တာဝန်ခံရဲဘော်အောင်မောင်းကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ24 25 26ရက်နေ့နေ့တွေကပဲရေကြိုမြို့နယ်မှာအကြပ်ဖက်စကောင်းစီရဲ့ခလာရ196 159ခွန်နဲ့158တပ်တွေအတွင်းအပုတ်ခံထားရတဲ့စစ်မှုတန်းတပ်သားတစ်ချစ်ဆန်းကိုနဲ့မြင့်စိန်ဆိုသူတို့အပါဝင်သုံးဦးဟာ ော်လိုင်းတက်တွေးစီကိုမရမကထပ်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါလေအဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးစလုံးကိုတော်လိုင်းတက်တွေးကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးဂုံပြူစုငွေတွေနဲ့အတိအသင့်ချင်းမြင်ပေးထားပါတယ်လို့ Southdowns WSO PDF တာဝန်ခံရဲဘော်အောင်မောင်းကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းမင်းလာမြို့နယ်ကဇရစ်မြောင်ကျေးရွာကိုအချက်ဖက်စကောင်းစီတက်ကမိရှုဖြစ်စီနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ ဒီကနေ့ April 30ရက်နေ့မနက်ပိုင်းမှာပဲမဲလာမြို့နယ်ကဇရင်မြောင်ကြီးရွာကိုဘာတိုက်ပွဲမှမရှိပဲအချက်ဖက်စကောက်စီတက်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ဝင်းရောက်စီးနင်းလာတယ်ဆိုပါတယ်အဲ့ဒီအချိန်ကြီးရွာတွေကပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက်စစ်ကောက်စီတပ်သားတွေဟာကြီးရွာကိုအကြောင်းမဲ့မိရှုဖျက်ဆီးနေပြီးလက်ရှိမှာနေအိမ်တွေဘလောက်တောင်မိလောင်ဖျက်ဆီးသွားပြီလဲဆိုတာမသိရသေးသလိုပြည်သူတွေကတော့အဝေးကနေတာတရွာလုံးမိလောင်နေတာကိုဒီအတိုင်းကြည့်နေရတယ်လို့စစ်ဘေးရှောင်ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ ဒါကြောင့်ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ